အားလုံးပဲမင်္ဂလာပါအာရှင်း MMA Channel ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ UFC 286ပြိုင်ပွဲကြီးရဲ့ပွဲပြီးသုံးတက်ချက်တွေနဲ့ One Championship အဓိကပြိုင်ပွဲကြီးတွေမှာထိုးတက်ခွင့်ရလာနိုင်တဲ့ထွန်မြင့်နိုင်ရဲ့အကြောင်းတို့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် UFC 286ပြိုင်ပွဲကြီးကိုတော့ဒီကနေ့မနက်အစောပိုင်းလန်ဒန်မြို့မှာကျင်းပပြုလုပ်သွားခဲ့ပါတယ် ကောင်ပွဲမှာတော့အင်္ဂလန်နိုင်ငံသား Leon Edwards နဲ့ Cameroon Usman တို့ရဲ့ Welter Weight ခပတ်လူပွဲကိုဖွဲတည်ပေးထားခဲ့ပါတယ်။ဒီပွဲဟာဆိုရင်သူတို့နှစ်ဦးရဲ့တတိယမကြီးပွဲလည်းဖြစ်ပါတယ်။ပထမဆုံးအကြိမ်ထိုးတက်ခဲ့စဉ်တုန်းကတော့ကာမရူဥစ်မန်ကပဲလီယွန်အက်ဒ်ဝတ်စ်ကိုအနိုင်ယူခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဒုတိယမကြီးပွဲမှာတော့ခပတ်လူပွဲအဖြစ်ထိုးတက်ကြရမှာကာမရူဥစ်မန်ကအသာစီးယူကစားပြနိုင်ခဲ့ပြီးတော့ ွဲပြီးခါနီးမှာ Leon Edwards ရဲ့ခြေကံချက်မိပြီးအလဲထိုးခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲ Leon Edwards ကပဲချန်ပီယံဖြစ်လာတာပါ။ UFC ကဝယ်ရဝိတ်တန်းကတခြားဘ ᱹ ုဟိုမှခပတ်လူခွင့်မပေးသေးဘဲနဲ့ Leon Edwards နဲ့ Kamaru Usman တို့ကိုပဲမကြည်ပွဲတည်ပေးလိုက်တာဖြစ်ပါတယ်။ တယောက်တစ်ကြိမ်အနိုင်ရခဲ့တဲ့အတွက်မကြီပွဲကသူတို့ကြားမှာရလက်ပြတ်သားစီမဲ့ပွဲလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်မှာကျင်းပခဲ့တဲ့ပွဲနှစ်ပွဲလုံးမှာကာမရူဥစမန်ကပဲအသာရခဲ့တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့လီယွန်အက်ဝက်ကလည်းတော်တော်လေးတိုးတက်လာပါတယ်။ခပတ်ရအပြီးမှာသူဟာပို့ကြိုးစားခဲ့တာကိုတွေ့ရပြီးဒီပွဲမှာတိုးတက်မှုတွေပုံမြင့်လာရပါတယ်ပထမအချိန်မှာတော့၂ရောက်လုံး stand 5အားပြိုင်မှုနဲ့စတင်ခဲ့တာပါ ါမာရူဥစ်မန်ကဒေါလက်တီးတွေတုံးတာကိုတွေ့ရပြီးတော့ Leon Edwards ကတော့ခြေကန်ချက်တွေနဲ့ဖိအားပေးပါတယ်။ပြီးတော့ Leon Edwards ရဲ့ body kit တွေကလည်းဥစ်မန်ကိုအထိနာစေပါတယ်။နောက်ဆုံးမှာတော့ဥစ်မန်ကဝင်လုံးဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။ပထမအချိန်မှာတော့ Leon Edwards တာတာခဲ့တယ်လို့မြင်ပါတယ်။ ဒုတိယအချိန်မှာတော့ကာမာရူဥစမန်တယောက်ဝင်လုံးသွားနိုင်ခဲ့ပါတယ်။တန်စကားဘေးကပ်ပြီး ground and ပေါက်မှာဖြီအားပေးခဲ့ပါတယ်။စတန်အနေထားမှာလီယွန်အက်ဝက်ရဲ့ခြေကံချက်တွေကဒုက္ခပေးနိုင်စေဖြစ်ပါတယ်။ဒုတိယအချိန်အရဆိုရင်တော့ဥစမန်တာခဲ့ပါတယ်။တတိယအချိန်မှာလည်းကာမာရူဥစမန်ကဝင်လုံးခဲ့ပြန်ပါတယ်။ဥစမန်အနေနဲ့စတန်5ပြိုင်မယ်ဆိုရင်တော့ဒီယွန်အက်ဝက်ကိုမရှင်ပြိုင်နိုင်ခဲ့ပါဘူး။ Leon Edwards အနေနဲ့ Stand 5ပိုင်းတော်တော်လေးတိုးတက်လာတာဖြစ်ပါတယ်။စရုပ်ထအချီမှာတော့အချီပြည့်နီးပါးရှင်ထိုးခဲ့ကြပါတယ်။ Leon Edwards ရဲ့ခြေကံချက်တွေကပွဲချိန်တစ်ချောက်လုံးကိုဒုက္ခပေးနိုင်ခဲ့တာပါ။နောက်ဆုံးချီမှာလဲ Usman ကဝင်လုံးလိုက် Leon Edwards ကလည်းရှင်ထိုးလိုက်ပဲဖြစ်နေခဲ့တာပါစ တန်ဖိုက်ပိုင်းမှာထိချက်အရာလီယွန်အက်ဝက်စ်တာတလို့ကာမာရူဥစမန်ကလည်း ground မှာပွဲကိုထိန်းချုပ်သွားပါတယ်။နောက်ဆုံးအချီပြီးတဲ့အထိအနိုင်ရှုံးမပေါ်လို့တိုင်အဆုံးဖြတ်ခံယူခဲ့ကြရပါတယ်။အမတ်ပေးတိုင်၃ယောက်လုံးကလီယွန်အက်ဝက်စ်ကိုပဲအနိုင်ပေးလိုက်တာကြောင့် an animus decision နဲ့အနိုင်ရသွားခဲ့ပါတယ်။အင်္ဂလန်သားလီယွန်အက်ဝက်စ်အနေနဲ့အင်ရှင်ပရိတ်တက်တွေရှိမှအောင်ပွဲခံနိုင်ခဲ့ပါတယ်။ ်ခါမာရူဥစ်မန်ဟာဆိုရင်ဆွမ်းဆောင်ရည်ကျသွားတာမျိုးမဟုတ်ပဲသူ့ရဲ့ပုံစံအတိုင်းရှိနေစေဖြစ်ပါတယ်လီယွန်အဝက်စ်ကပဲတိုးတက်လာခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။ဒုတိယမကြေပွဲမှာတပွဲလုံးအသာစီးယူလာခဲ့ပြီးမှအဝက်စ်ကခြေကန်ချက်ကြောင့်နိုင်သွားတာဖြစ်ပါတယ်။ဒါပေမဲ့တတိယမကြေပွဲကတော့ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။ လက်ရှိဝေဒဝိတ်တန်းရဲ့အနေအထားကလည်းစိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ Leon Edwards အနေနဲ့နောက်တက်လာမဲ့ Champion စိန်ခေါ်သူတွေဖြစ်ကြတဲ့ Kobe Covington နဲ့ Kimza Chimet တို့ကိုရောရှင်ပြိုင်နိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Champion ကောက်ွယ်ပြီးနောက်ပိုင်းမှာတော့ Leon Edwards ကိုစိန်ခေါ်သူတွေရှိလာပါတယ်။ပထမဆုံးတယောက်က Islam Maga ချက်ပါပဲ။ Lightweight Champion Islam Maga ချက်ဟာဆိုရင် မထက်ကွမ်းချန်ပီယံဖြစ်ချင်တာကြောင့်ဝဲရဝိတ်ခပတ်ကိုစိန်ခေါ်ချင်နေတာပဲဖြစ်ပါတယ်။အဲဒါကြောင့်အော်တိုဘာကျရင်အဘူဒါဘီမှာထိုးမလားဆိုပြီးစိန်ခေါ်သွားပါတယ်။ခိုဘီကော်ဗင်တွန်ကလည်းလီယွန်အက်ဝက်စ်ကိုဝဲရဝိတ်ခပတ်လူပွဲထိုးဖို့အတွက်စိန်ခေါ်ထားပါတယ်။ ကိုဗင်တွန်ကတော့လာမယ့်ဇူလိုင်လမှာထိုးတက်ကြမယ်ဆိုပြီးစိန်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ကိုဗီရဲ့စိန်ခေါ်မှုကိုလီယွန်အက်ဝတ်စ်ကတော့သူကပွဲမထိုးဖြစ်တာတနစ်ကျော်လောက်ရှိပြီလေ။ဒဏ်ရာကြောင့်လည်းမဟုတ်ပဲပွဲဝေးနေတာဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုခပတ်လူခွင့်မပေးသင့်ဘူးလို့ထင်ပါတယ်။ထားဖိုက်တာတူနဲ့အရင်ဆုံးထိုးတက်တင်ပါတယ်ဆိုပြီးပြောထားခဲ့ပါတယ်။ဒနာဝိုက်ကတော့ Leon Awas နဲ့ Kofi Covington တို့ကိုပွဲတည်ပေးမယ်ဆိုပြီးတော့ပြောထားခဲ့ပါတယ်။ ။ဒါကြောင့်လက်ရှိအနေထားမှာဒီသွဲဆိုင်ကဖြစ်နိုင်ခြေအများဆုံးပါပဲ။ဒုတိယကောင်ပွဲမှာတော့ Lightweight တန်းက Justin Gaethje နဲ့ refill phaser တို့နှစ်ဦးကိုပွဲတည်ပေးထားပါတယ် stand 5 fighter ကျန်းနှစ်ဦးရဲ့တွေ့ဆုံမှုဖြစ်တာကြောင့် predator တွေကလည်းဒီတွဲဆိုင်ကိုစိတ်ဝင်စားစောင့်ကြည့်ခဲ့ကြပါတယ်ဒါဟာနောက်တက်လာမဲ့ lightweight capacity ခုံမဲ့သူကိုဆုံးဖြတ်ပေးမဲ့ပွဲလေးဖြစ်ပါတယ် justin gage ကြီးက stand 5ဘိုင်းမှာလည်းပိုအားတန်တယ်လို့တော့မြင်ပါတယ်ဒါပေမဲ့လည်းလင်းမြန်မှုအပိုင်းမှာတော့ refill phaser ကတာပါတယ်ပထမအချိန်မှာတော့ Justin Gage ကြီးအနေနဲ့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။လင င်မြင်မှုတာတဲ့ refill visa ရဲ့ counter တွဲလုံးတွေကအထိနာစေပါတယ်။ဒူးတိုက်ချက်တွေပါထုတ်တုံပြုခဲ့ပြီး gate ကြီးကတော့တစ်ချက်ချင်းထိုးနေရပါတယ်။ဒုတိယအချိန်မှာတော့အကျိတ်နယ်ပါပဲ။ Justin Gate ကြီးရဲ့ခြေကံချက်တွေကဒုက္ခပေးလာနိုင်တယ်လို့ refill visa တယောက်မျက်ခွန်ကွဲထားခဲ့ရပါတယ်။အချီကြာလာတာနဲ့အမျှ Justin Gate ကြီးကပဲပွဲကိုပို့ပြီးတော့ထိန်းချုပ်လာနိုင်ပါတယ်။ ပွဲအကျိတ်နယ်ရှိခဲ့တယ်လို့တော့ပြောလို့ရပါတယ်။ Justin Gage ကြီးကလည်းအကောင်းဆုံးထိုးတက်နိုင်ခဲ့တယ်လို့ Rafael Feza ရဲ့ကောင်တာတွေကလည်းကောင်းပါတယ်။ Justin Gage ကြီးတောင်ရိုင်းထွက်သွားရတဲ့အခိုက်အတန့်တွေတောင်ရှိပါတယ် Justin Gage ကြီးကဝင်လုံးဖို့စ조사ခဲ့ပေမဲ့လည်းအလုပ်မဖြစ်ခဲ့ပါဘူးအကျိတ်အနယ်ထိုးရင်ပွဲပြီးဆုံးတဲ့အထိအနိုင်ရှုံးမပေါ်လို့ဒိုင်အဆုံးအဖြတ်ခံယူခဲ့ရပါတယ်အမတ်ပေးဒိုင်၃ဦးမှာ တူကတရေတတ်မှတ်ပြီးကြံတဲ့နှစ်ဦးကတော့ Justin Gage ကြီးကိုပဲအနိုင်ပေးလိုက်ကြတာကြောင့် Gage ကြီးကပဲ majority decision နဲ့အနိုင်ရသွားပါတယ်။ ဆက်လက်ပြီးတော့ One Championship ရဲ့အဓိကပြိုင်ပွဲကြီးတွေမှာထိုးတက်ခွင့်ရလာနိုင်တဲ့ထောင်းမြင့်နိုင်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လက်ရှိ One Championship မှာဆိုရင်တော့ကျင်းပနေတဲ့ပြိုင်ပွဲအမျိုးအစား၂မျိုးရှိပါတယ်။ဝေထိုင်းပွဲတွေအားပြုကျင်းပပြီးလူပင်နီကွင်းကြီးနဲ့ပူးပေါင်းပြုလုပ်တဲ့ One Friday Fight ပွဲတွေပြီးတော့ Amazon Prime မှာပြသပြီးတော့နာမည်ကြီး Fighter MMA ပွဲတွေကိုပွဲထုတ်နေတဲ့ One on Prime Video 1 2 3 4စတဲ့ ဲ့ပြိုင်ပွဲတွေပဲဖြစ်ပါတယ်။ထိုးတက်ရမဲ့ပြိုင်ပွဲကိုလိုက်ပြီးတော့ Fighter တွေရဲ့စာချုပ်ကလည်း2မျိုး꿰ရပါတယ်။လက်ရှိ One Championship ရဲ့ Friday Fight ပွဲတွေမှာထိုးဖို့အတွက်စာချုပ်ချုပ်ခွင့်ရထားတဲ့မြမပြီးဖွားမွေထိုင်း Fighter တယောက်လည်းရှိပါတယ်။သူကတော့ထွန်းထွန်းမင်းရဲ့ညီထွန်းမင်းနိုင်ပဲဖြစ်ပါတယ်။ထွန်းမင်းနိုင်ဟာလည်းအစတုန်းကမြမရိုးရာလက်ဝိတ်သမားတအူဖြစ်ပါတယ်။ နောက်ပိုင်းကျမှထိုင်းဘက်မှာမွေထိုင်းပွဲတွေထိုးတက်နေတာဖြစ်ပြီးကြားလက်တွေလည်းကောင်းနေပါတယ်။ထုံးမြင့်နိုင်ဟာဆိုရင်ဝမ်ချန်ပီယံရှစ်နဲ့လက်သွဲခွင့်ရတဲ့ပထမဆုံးမြန်မာပြည်ဖွားမွေထိုင်းဖိုက်တာတော့မဟုတ်ပါဘူး။အရင်ဆုံးဆောလက်ကစာချုပ်ချုပ်ခွင့်ရထားတာဖြစ်ပါတယ်။ ွန်မင်းနိုင်ဟာလည်းမကြသေးခင်ကပဲ1 champion ရှစ်နဲ့ပွဲဥထွက်ခဲ့ပြီဖြစ်ပါတယ်။ match လာ18ရက်နေ့ကကျင်းပခဲ့တဲ့1 friday fight ပြိုင်ပွဲမှာ thai fighter ချောင်းနော့နဲ့ထိုးတက်သွားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီ fighter ကနာမည်ကျော်မွေ thai fighter ရောတန်ရည်ညီဆိုပြီးလူသိများတဲ့ fighter ပါ။ ထောင်မြင့်နိုင်ရဲ့ပြိုင်ဘက်ခြောင်တော့ကတော့အသက်20ဒါရှိသေးတဲ့လူငယ်ဖိုက်တာတူဖြစ်ပါတယ်။ပြီးခဲ့တဲ့10ရက်နေ့ကကျင်းပခဲ့တဲ့ One Friday Fight Four မှာပွဲဦးထွက်ခဲ့ပြီးတော့ပြိုင်ဘက်ကိုပထမအချီမှာတမင်နဲ့ခန့်မှာပဲအလဲထိုးအနိုင်ယူပြထားတာပါဒီပွဲမှာတော့ထွန်မြင့်နိုင်ကပဲခြံနော့ကိုအသာစီးယူပြီးထိုးတက်ပြတာနိုင်ခဲ့ပါတယ် ထွန်းမင်းနိုင်ရဲ့စွမ်းဆောင်ရည်ကအားရစရာကောင်းတဲ့အနေထားမှာရှိခဲ့ပြီးတော့ဒုတိယအချိန်မှာလည်းပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပါတယ်။ပြိုင်ဘက်ရဲ့16ဆက်ရှုံးပွဲမရှိစံချိန်ကိုရပ်တန့်ပေးလိုက်နိုင်တာဖြစ်ပါတယ်။ဒီနိုင်ပွဲနဲ့အတူထွန်းမင်းနိုင်ဟာဆိုရင်အပိုစုကြီးဘတ်3သိန်းခွဲကိုပါရရှိသွားခဲ့တယ်လို့မွေထိုင်းလောကသားတွေရဲ့အာယုံစိုက်ခြင်းကိုလည်းခံလာရပါတယ်။ ။ထုံးမင်းနိုင်ကအပိုစုကြီးရအပြီးမှာကျွန်တော်ရဲ့အဖေကိုဆေးကုပေးနိုင်တော့မယ်လို့ပြောခဲ့တာလေပရိသတ်တွေရင်ထဲရောက်ခဲ့ပါတယ်။ထုံးမင်းနိုင်ရဲ့မွေထိုင်းဆွမ်းဆောင်ရည်ကအားရစရာကောင်းတာကိုတွေ့ရပါတယ်။သူ့အနေနဲ့နောက်ထပ် Friday Fight မှာနောက်ထပ်နှစ်ပွဲလောက်အနိုင်ယူပြနိုင်မယ်ဆိုရင် One Championship ရဲ့အတိအကပြိုင်ပွဲကြီးတွေဖြစ်တဲ့ One on Prime Video ပြိုင်ပွဲတွေမှာထိုးတက်ခွင့်ရလာနိုင်ပါတယ်။ အဲ့ဒီပြိုင်ပွဲကြီးတွေမှာထိုးတက်ခွင့်ရခဲ့ရင် ထိုးကြီးနဲ့အကျိုးခံစားခွင့်တွေလည်းပိုရလာမှာဖြစ်ပါတယ်။ဒါအပြင် ပိုပြီးတော့လည်းနမယ်ရလာမှာပါ။ထုံမြင့်နိုင်အနေနဲ့အဲ့ဒီအခြေအနေထိရောက်အောင်လုပ်ပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာအာရှင် MMA Channel ကနေမှနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်အိုးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်အာရှင် MMA Channel ကနေမှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA နောက်ဆုံးရသတင်းတွေတင်ဆက်ပေးတိုင်းလွဲချော်မသွားအောင်အခုအာရှင် MMA Channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်ပြီးတော့တင့်အနေနဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်မှုရှိတယ်ဆိုရင် Like and Share လေးလည်းလုပ်ပေးသွားကြဖို့တောင်းဆိုလိုက်ပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါစို့